နဲ့စတွေ့ခဲ့တဲ့နေရာလေးကိုငါဘယ်တော့မှမမြင်မှာမဟုတ်ပါဘူးကွာအဲဒီလိုပဲကျွန်တော်တို့တောင်ပြောမြောက်ပြောရှောက်ပြောတာပေါ့နော်โอเคအဲ့တော့နောက်တာပါဒီစာကြောင်းလေးကျွန်တော်တို့ရေးကြည့်အောင်အင်္ဂလိပ်လိုအဲ့တော့အင်္ဂလိပ်လိုရေးမယ်ဆိုရင် subject ကစာရေးမယ်ပြီးရင် verb လာမယ်โอเคပြီးရင် generator ရေးမယ်ပေါ့နော်အဲ့တော့ဒီစာကြောင်းမှာ subject ဒီဘယ်သူဖြစ်မလဲ yes ငါပေါ့နော်ငါမမေ့ဘူးလို့ပြောတဲ့အတွက်ငါက subject ဖြစ်ပါမယ်အဲ့တော့ဘာဖြစ်မလဲ i okay verb the made okay ဘယ်တော့မှမမေ့မှာမဟုတ်ဘူးဆိုတဲ့အတွက် i'll ဘယ်တော့မှဆိုတဲ့စကားလုံးလေးကျွန်တော်တို့ထည့်ရလိုက်မယ်ပါလေ never forget i'll never forget ငါဘယ်တော့မှမေးမှာမဟုတ်ဘူးဘာရေးဖို့ကြံလဲမင်းနဲ့စတွေ့ခဲ့တဲ့နေရာလေးကိုအဲ့တော့မင်းနဲ့စတွေ့ခဲ့တော့နေရာဟုတ်တယ်နော်အဲ့ဒီနေရာဆိုတဲ့ noun လေးကိုကျွန်တော်တို့မင်းနဲ့စတွေ့ခဲ့တော့ဆိုတော့ကျွန်တော်တို့စကားစုလေးကနေအထူးပြုပေးထားပါတယ် okay အဲ့တော့နေရာလေးကိုဆိုတော့ဘာရေးမလဲ yes the place ပေါ့ i'll never forget the place အထူးပြုထားတယ် please ကိုအထူးပြုခြင်းနဲ့ဘာနဲ့အထူးပြုမလဲ yes ဒါတော်တော်များများသိပါပြီเนาะ w h e r e where နဲ့ကျွန်တော်တို့အထူးပြုမယ်ဘလို့ဘာသာပြန်မလဲ there သို့မဟုတ် though လို့ကျွန်တော်တို့ကဘာသာပြန်မယ် i'll never forget the place where ဘာရေးဖို့ကြံလဲမင်းနဲ့စတွေ့ခဲ့တာမင်းနဲ့စတွေ့ခဲ့တာဆိုတော့ငါမင်းနဲ့စတွေ့ခဲ့တယ်ပေါ့ဒီလိုမျိုးနားလည်ရမယ်ဟုတ်ပြီเนาะအဲ့တော့ where i စတွေ့တာဆိုတဲ့အတွက် first mat ဟုတ်တယ်နော်တွေးခဲ့တာဆိုတဲ့အတွက်ကျွန်တော်တို့ပြီးသွားပြီ mat m e t m e သုံးလို့မရဘူး where i'm first met you okay i'll never forget the place where i'm first met you အဲ့တော့ the place where i'm first met you ဒါကြီးတစ်ခုလုံးကမှကျွန်တော်တို့က successful လေးတစ်ခုဖြစ်ပါတယ်ဟုတ်ပြီနော်ဘယ်လိုဘာသာပြန်မလဲမင်းနဲ့စတွေ့ခဲ့တော့ဒုံမုံမင်းနဲ့စတွေ့ခဲ့တဲ့နေရာလေးကို okay အဲ့တော့မင်းနဲ့စတွေ့ခဲ့တဲ့နေလေးကိုငါဘယ်တော့မှမမေ့ဘူးဆိုရင်ဘယ်လိုရေးမလဲ အဲ့ဒါဆိုရင် yes i'll never forget the place နေရာမှာ the day ပေါ့ i'll never forget the day နေလို့ပြောတာအချိန်ဖြစ်သွားပြီအဲ့တော့ where နဲ့ရသေးလားမရတော့ဘူးဘာနဲ့ဆက်ရမလဲ yes one နဲ့ဆက်ရမယ် i'll never forget the day when i first met you ဒါပဲ okay အဲ့တော့ဒီစာကြောင်းလေးနားလည်မယ်ထင်ပါတယ်ကျေးဇူးများကြီးတင်ပါတယ်ဟုတ်